G45 တစ်ဖက်တည်းတစ်ဖက်လျှော slide door စီဗီလေးဒီနေ့ဗီဒီယိုမှာမိတ်ဆက်ပေးမယ့်စီဗီလေးကတော့ slide door ကိုမှပုံမှန် slide door နဲ့မတူဘဲတကားဖွင့်တဲ့အခါမှန်တီဘက်ကိုဆွဲပြီးဖွင့်ရတဲ့အတွက်ကြောင့်နေရာရတာစွာအသုံးပြုနိုင်တဲ့ G45 စီဗီလေးပဲဖြစ်ပါတယ်ဒီ CV လေးကိုဆိုရင်ရုံးခန်း partition တွေအိမ်ခန်း partition တွေမှာခြေကျော်ဝင်မောက်တကားအဖြစ်အသုံးများကြပါတယ်။ တစ်ဖက်မှန်တယ်တစ်ဖက်ရှော့ဒက်ကဒီဇိုင်းလေးဖြစ်တာကြောင့်မှန်တယ်ရဲ့ဘေးမှာ slide dolly show ဘို dress တိလျှောက်လန်းလေးတလန်းပါဝင်ပါတယ်3 or 4 stainless steel ရှောင်းလန်းလေးဖြစ်တဲ့အတွက်ကြောင့်တန်ကျင်းလုံးဝမတက်စေပဲရေရှည်အတွက်အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။ဒီစီဝီလေးမှာအသုံးပြုပေးထားတဲ့လက်ကင်နဲ့ low accessory တွေကတော့ဣတရီနိုင်ငံ Toll Store brand ပဲဖြစ်ပါတယ်။လက်ကင်လေးမှာဆိုရင်အောက်ခြေ locket လေးလည်းပါဝင်တာကြောင့်တနည်းအားဖြင့်မှာပဲ lock ချပြီးရထားလို့ရပါတယ်။ ဒီစီဝီလီကိုဆိုရင်အခန်းပါတီရှင်တွေအပြင်အထက်မြင့်မျက်နှာစာတွေမှာလည်းအဆင်ပြေမှုရှိစွာအသုံးပြုနိုင်ပါလေရဲ့နော်အထက်မြင့်မျက်နှာစာတွေမှာအသုံးပြုတဲ့အခါမှာတကားပွင့်ထားတဲ့အချိန်လူတွေထွက်ကြမတော့အောင်မှန်ဝန်တာလေးပါထည့်သွင်းသက်ဆင်လို့ရပါတယ်ဒါပြင်တကားဖွင့်ထားတဲ့အခါမှာလေတမျိုးတည်းဝင်စီပြီးတခြားသောခြင်းနေရှင်တွေကိုယ့်ရဲ့အင်တာနက်ဝင်မလာစေနိုင်မှုအတွက်မော်တာခြံလုံးစကားလေးပါထည့်သွင်းသက်ဆင်လို့ရပါလိမ့်ရေနော် ကဲဒီစီဗီလီယာဆိုရင်အခုလိုမျိုးခုအရေး position အမျိုးမျိုးတွေအဆင်ပြေစွာအသုံးပြုနိုင်နေပြီ။ဒါကဖွင့်ရတဲ့ဒီဇိုင်းလေးဟာစာစန်တလာပါမှုရှိရာကြောင့် slide draw ကိုမှပုံမှန်နဲ့မတူပဲထူးခြားတဲ့ဒီဇိုင်းလေးနဲ့ရချင်နေဆိုရင်တော့တစ်ဖက်တည်းတစ်ဖက် short G45 စီဗီလီကိုဒါရွေးချယ်လိုက်ပါတော့နော်။